အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education Egypt Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကျွန်တော်ဗာတင်ဆက်ပေးသားမယ်ဆိုတော့ Front Defense Part 5အပိုင်း၅လေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသားမှာဖြစ်ပါတယ်။အဲ Part 1ကနေ Part 4ဒီမကြည့်ရသေးလို့ဆိုရင်တော့အရင်တော့ကြည့်ဖို့အကြံပေးပါတယ်။ဟုတ်ပါပြီအဲ့တော့ကျွန်တော်တို့အဲ line လေးကြီးတိုင်းပဲပေါ့နော်။ဒီဖြူကနေပြီးတော့ E4 တက်တယ်။ E4 မှာကျွန်တော်အမေကနေပြီးတော့ E6 ဆက်တော့ပြန်တယ်။အာ D4 D4 မှာအဲ D5 D5 မှာကျွန်တော်တို့အရှိမတော့ကျွန်ပိုင်လေးလာခဲ့လဲဆိုလို့ဆိုရင်အာဒီဒီနေရာမှာအဖြူကနေပြီးတော့ Knight D2 တွေ E5 တွေ E85 တွေကျွန်တော်လေ့လာခဲ့ပြီးပေါ့နော်ဒီတစ်ခါကျွန်တော် Nice C3 ပေါ့ Nice C3 မှာမှအရှိအရှိကကျွန်တော် Part 4မှာဆိုလို့ဆိုရင် Bishop B4 Bishop B4 မှာဒီနေရာမှာအဖြူကနေပြီးတော့အဲကစားလို့ရတဲ့ sideline 3ခုကျွန်တော်တို့ Part 4မှာလေ့လာခဲ့တယ်အဲ Nike 2ရဲ့ E85 ရဲ့ A3 ရဲ့ပေါ့ဟုတ်ဒီခါကျွန်တော်တို့ main move ကိုလေ့လာမယ်ဒီတစ်ခါကျွန်တော်တို့ဒီအနေထားမှာအဖြူတက် main move ကတော့ E5 ဖြစ်တယ်အဲ့တော့ အပြုတ်မဲ့ move က e5 မှာကျွန်တော်တို့အမဲကနေပြီးတော့ဘယ်လိုပြန်ကစားရမလဲဆိုရင်ဒီနေရာမှာအမဲကနေပြီးတော့ c5 ဆိုပြီးတက်မှာဖြစ်တယ်ဒီ center pawn လေးကိုကျွန်တော်ခြေဖြတ်ပြီးတော့ကစားမယ်အကယ်၍အဖြူကနေပြီးတော့ a3 တက်မယ်ဆိုလို့ဆိုင်လဲကျွန်တော်ဒီနေရာမှာ bishop c3 ချက်မယ်ဒါ b3 c3 ပြန်စားမယ်အဲပြန်စားပြန်နောက်မှာကျွန်တော်ဒီနေထားမှာအဖြူက b3 c3 စားတဲ့အချိန်မှာကျွန်တော်အမဲကနေပါပြန်ရှိမယ်ဆိုရင် knight e7 ဆိုပြီးတော့ development လေးလုပ်မယ်ပေါ့ဟုတ်ပြီအဲ့တော့ဒီနေရာမှာ အဲအခုခဏကွက်မြောက်ဖြစ်သွားပြီပေါ့နော်ခဏကွက်မြောက်မှာအဖြူကနေပြီးရွှေ့လို့ရတဲ့ site line တွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ဒီမှာဘာတွေလေးလာမလဲဆိုလို့ရှိရင် main line ပဲလေးလာမယ်ပေါ့နော်အဲ main line ကတော့ကျွန်တော်ဒီနေရာမှာအဖြူကနေပြီးရွှေ့လို့ရတဲ့ main move လေးခုရှိတယ်အဲ့ဒါကျွန်တော်ဘာတွေလဲဆိုလို့ရှိရင်အ night f3 ရှိရယ် queen g4 ရှိရယ် h4 ရှိရယ် a4 ရှိရယ်ပေါ့ဒါတွေကဒီ၄ခွက်တကအဖြူရဲ့ main move တွေဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်နဲ့လေ့လာမယ့်အဟာကတော့ဘာလဲဆိုတော့ကျွန်တော် night f3 line တွေဖြစ်ပါတယ် ဲ့အဖြစ်ကကျွန်တော် night of 3ရှိလို့ဆိုရင်ကျွန်တော်အမဲရနေပြီးတော့ဘယ်လိုမျိုးပြန်ပြီးတုံ့ပြန်လို့ရမလဲဆိုတာကို DV လေးထဲမှာပြပြသားမှာဖြစ်ပါတယ်အဲ့ night of 3ရှိတဲ့အခါကျလို့ဆိုရင်ကျွန်တော်အမဲရနေပြီးတော့ဘာရှိမလဲဆိုရင် basic ဆိုပြီးတော့တက်မယ်ဒီ basic ရဲ့ idea ကဘာလို့ထင်တာလဲဆိုတော့ကျွန်တော်တို့ fresh difference မှာအမဲအမဲအတွက်ဒုက္ခဖြစ်တဲ့ကစားကောင်တစ်ကောင်ရှိတယ်အဲ့ဒီကစားကောင်ဘယ်ကောင်လဲဆိုရင်ဒီ light square bishop လေးဖြစ်တယ် ဒီ C8 မှာ shell square ပဲဆိုဘာကြောင့်လဲဆိုတော့ဒီ position မှာဆိုရင်လည်းကြည့်လိုက်ပြဒီ E6 ကအာ D5 က E6 က F7 ရဒါလေးတွေကိုကျွန်တော်ကပွန်ချင်းလို့ခေါ်တယ်ဒီလိုပွန်ချင်းအောက်မှာဒီဘစ်ရှော့ကြီးကပိတ်မိနေတာဖြစ်တဲ့အတွက်ကြောင့်ဘစ်ရှော့ကြီးအပြင်ထွက်လို့မရအောင်အဲ့တော့ဒီဘစ်ရှော့အတွက်ကနေရာမရှိအဲ့လိုပဲကျွန်တော်တို့အမဲအမဲကအမဲ light square bishop ကမကောင်းတယ်လို့အဖြစ်ရဲ့ light square bishop ကြတော့သူက d diagonal လေးမှာ bishop d3 မှာလာနေလိုက်မဆိုရင်ဒီ diagonal မှာဒီတော်တော်လေးကိုအားကောင်းနေမှာ ဲ့တော့ကိုယ့်ရဲ့ကိုယ့်ရဲ့မကောင်းတဲ့ကစားကောင်တစ်ကောင်နဲ့သူ့ရဲ့ကောင်းတဲ့ကစားကောင်တစ်ကောင်ကိုလဲကစားဖို့အတွက်ဒီနေရာမှာ basic ဆိုပြီးတက်တာဖြစ်တယ်။ basic ရဲ့ idea ကဒီနောက်လက်ကျောင်းဆင်ကျွန်တော် bishop a6 တော့ပြီးတော့ဒီအဖြူရဲ့ light square bishop နဲ့လဲကစားမှာဖြစ်တယ်။အဲ့တော့အဖြူကဒီနေရာမှာဟိုအမဲရဲ့ plan ကိုတားဆီးရမှာကျွန်တော် chess မှာတစ်ဖက်လူက plan ရှိရဆိုရင်အဲ့ plan ကိုတက်နိုင်တယ်များမပေးဘူးပေါ့မပေးဘူးနှောက်ရမယ်တားဆီးမယ်ပေါ့အဲ့ဒီနေရာမှာလည်းအဖြူကနေပြီးတော့ဘာရှိလိမ့်ရဆိုရင် bishop b5 chess လို့ရရတယ် ဒီ bishop b5 check ရဲ့ idea ကဘာလို့ချင်တာလဲဆိုရင်ကျောင်းတရ9နဲ့ကာလိုက်မယ်ဆိုလို့ဆိုရင်လည်း bishop a6 ကထွက်လို့မရတော့အဲ့တော့ဒီနေရာမှာအမဲကဘာပဲရွှေ့ရမလဲဆိုလို့ဆိုရင် bishop d7 ဆိုပြီးတော့ bishop လေးနဲ့ပြန်ကားအောင်ဖြစ်တယ် bishop ချင်းလဲမလားမလဲဘူးလားပေါ့ဟုတ်ပြီဒီနေထားမှာကျွန်တော်တို့အဖြူကနေပြီးတော့ရွေးချယ်စရာနှစ်ခုရှိရ bishop d3 တွားတာရဲ့ a4 တက်တာရဲ့ပေါ့အဲ့ကြတခုချင်းကြီးမယ်ပေါ့နော် အဲ့ကြောင့်မေရှား D3 သွားမယ်ဆိုလို့ဆိုရင်ဒီမေရှား၄ကပြန်ပြီးတော့ရှောင်သွားတယ်ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီဒီ7မှာရှိတဲ့မေရှားဒီ A6 ကနေပြန်ထွက်ဖို့ဆိုတာကဒါအလှည့်တွေအများကြီးပြန်ပေးရမှာတိတ်ပြီးတော့မကောင်းဘူးအခြေအနေမကောင်းဘူးအဲ့ကြောင့်ဒီနေရာမှာကျတော့ဘလို့ idea နဲ့ထားကစားမလဲဆိုလို့ဆိုရင်အဲ bishop ကိုလဲမဲကစားတော့ဘူးဒါပေမဲ့ကျွန်တော်ဘလို့ idea ကစားမစင် bishop a4 ဆိုတဲ့ move လေးကိုရှေ့ရအောင်ဒီရှေ့ကွက်လေးကအမဲအတွက်တော်တော်လေးကောင်းတဲ့ရှေ့ကွက်တစ်ခုဖြစ်တယ်အဲ့ရှေ့ကွက်ကအရေးကြီးပါတယ်ရှေ့ကိုရှေ့တင်ပါတယ် ဘာကြောင့်လဲဆိုတော့ဒီရွှေခွားရဲ့ idea ဒီဘာလို့ထင်တာလဲဆိုတော့ရှင်အဖြူရဲ့ A3 ပုံးလေးကို A4 မတက်စေချင်တာဘာကြောင့် A4 မတက်စေချင်ရတာလဲဆိုတော့အကယ်၍တာအဖြူရဲ့ A3 ပုံးကို A4 တက်ခွင့်ပေးလိုက်ရမယ်ဆိုရင်အဖြူရဲ့ဒီ C1 ကပစ်ရွှက်က A3 ကထွက်လာပြီးတော့ဒီ diagonal လေးမှာတော်တော်လေးကိုအားကောင်းနေမှာဖြစ်တယ်အဲ့တော့ကြောင့်ဒီ idea ကိုကျွန်တော်တားဆီးရမယ်တားဆီးရမှာဖြစ်တဲ့ကြောင့်ဘာကြောင့်တားဆီးရမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ bishop ကို a4 လေးမှာပိတ်ထားတာဖြစ်တယ် ပြီးလို့ဆိုရင်ကျွန်တော်နောက်လည်းကြောက်ဆိုရင်ကျွန်တော် C4 ပဲတက်ပြီးတော့ damage shot ကိုပြန်ပြီးတော့မောင်းမယ်ဆိုတဲ့ idea လေးလည်းရှိပါတယ်။အဲ့ဒီနေ့ကျမှအဖြူကနေပြီးတော့ gasoline လုပ်မယ်။ gasoline ဆိုကျွန်တော်အမေကနေပြီးတော့ C4 ဆိုပြီးတော့မောင်းလိုက်။ damage shot မောင်းတဲ့အခါမှာအဖြူကနေပြီးတော့ damage shot E2 လေးပြန်ဆုပ်မယ်။ဒါဆိုရင်ကျွန်တော်တို့အာဒီနေ့ထားမှာအမေကနေပြီးတော့ပါရှိရမစင် night 6လေးရှိရမှာဖြစ်ပါတယ်။96 96 idea ကဒီနေ့ထားမှာဆိုလို့ရှိရင်ပြကျွန်တော်တို့ အမဲကဘလို IDI နဲ့ကစားရမလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ Queen D7 သွားမယ်ပြီး Long Castle လုပ်မယ်ပြီး Night Ghost E7 နဲ့ပြန်ပြီးတော့ထုတ်မယ်ပေါ့အဲပြန်ပြီးတော့ထုတ်မယ်အဓိကကကျတော့ဒီမှာကျတော့ဟိုကျွန်တော်တို့အမဲရဲ့ဘရင်ဒီတော်တော်လေးကို safe ဖြစ်တယ်လို့ပြောလို့ရတယ်တော်တော်လေးရဲ့လုံတယ်ပြီးတော့ဆိုကျွန်တော်တို့ဒီအဖြူကိုဒီအဖြူရဲ့ King Side ကိုပြန်ပြီးတော့တိုက်ကြော်ဒီမှာစန်တာမှာ close ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီ queen side ကနေပြီးတော့အဖြူကနေပြီးတော့တိုက်ဖို့ဆိုတာကတော်တော်လေးကိုမလွယ်ကူ A3 ပုံးကလည်း A4 ကိုတက်လို့မရအောင် အဲ့ချိန်တွေတခုမှာဒီ bishop လာမောင်းဖို့ဆိုရလေမဖြစ်နိုင်ဘူးကွင်းရလည်း safe ထားမယ်ပြီး night ကြီးရလည်းပြန်ခုံလာမယ်ပြီးတော့ဆိုရင်လိုအပ်လာလို့ဆိုရင်ကျွန်တော်ဒီမှာ king ကကျွန်တော်တို့ dc8 ကနေပြီး b7 တွေအဲ a8 တွေ c a6 တွေမှာနေလို့ဆိုရင်တော်တော်လေးကို safe ဖြစ်တယ်တော်တော်လေးလုံခြုံတယ်လို့ပြောလို့ရတယ်အဲဒီနောက်မှာမှကျွန်တော်တို့ဒီမှာအဲ့ဒီအဖြစ်အပျက် issue issue တွေတက်လို့ဆိုရင် g6 နဲ့ပြန်ဖြတ်လို့ရတယ် f6 တွေပါတက်လို့ဆိုရင်လည်းကျွန်တော်ဒီမှာမပါလို့လို့ရဆိုရင်အာဒီနေရာမှာ အာသူစားမယ်ဆိုလို့ရှိရင်ပြန်စားပြန်စားပြီးတော့ G5 ကနေပြန်တိုက်လို့ရတယ်ပေါ့ဒီလိုပုံစံနဲ့ကစားလို့ရတယ်ပြီးနောက်ထပ်တစ်ခုနောက်ထပ် idea တစ်ခုလည်းရှိသေးရဲ့အဲအဲ့ဒါကတော့ဘာလဲဆိုတော့ဒီနေရာမှာအဖြစ်မဲကတစ်ခုတတိထားမှာဒီလုံးဝလုံးဝကျွန်တော်တို့ king side ကို castling မလုပ်ကောက်အဲ့တစ်ချက်တတိထားရမယ်အဲ့ castling လုံးလုံးကတော့အတိုက်ခံရပြီပဲ castling လုံးဝဒီ king side ကိုမလုပ်ကောက်ဘူးပေါ့နော်ဒီ website ဒီ website ကိုလုံးဝမလုပ်ကောက် ဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်ဥပမာနောက်ထပ်တစ်ခုရှိသေးရယ်ဘာလဲဆိုတော့အကယ်၍အဖြူကနေပြီးတော့ h4 တွေပါကစားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ h6 တွေပါလောက်လိုက်လို့ရတယ်ဒီမှာလည်းကျွန်တော်တို့ idea တစ်ခုရှိရယ်ပေါ့နော်ဘလို့ idea လဲဆိုဒီ idea တွေကလည်းမဆိုးကောင်းတယ်ဒီ idea ဆိုကျွန်တော်တို့ဟိုဟို king d7 သွားမယ်ပြီးရင်အဲ့နောက်မှာကျွန်တော် queen ကအဲဒီရေးကိုလာမယ်ပြီးရင် queen h7 သွားမယ် queen h7 ရဲ့တစ်ဆင့်ကျွန်တော်ဒီ c2 ပွန်းလေးကို target ထားပြီးပျောက်နဲ့ queen နဲ့ပေါင်းပြီးတော့အဲတိုက်ခိုက်ထားမယ်ပေါ့အဲ့လိုပဲကျွန်တော်ဒီနေရာမှာကျတော့အဖြူကလည်းပြန်ပြီးတော့သူက အဲ H4 H5 တွေတက်မယ်ပြီး Nike G4 တွေလာမယ်အ sorry Nike H4 တွေလာမယ် G4 F4 F5 တွေကတော့သူကလည်း break လုပ်မှာပဲခွဲမှာပဲဒါပေမဲ့ဒီနေရာမှာအမဲရဲ့ king က D7 မှာရှိနေရဆိုပေမဲ့လုံလားဆိုရင်လုံတယ်ဘာကြောင့်လဲဆိုတော့ center က close ဖြစ်နေတယ်ဒီ center ကြီးကပိတ်နေတာဖြစ်တဲ့အတွက်ကြောင့် ဒီစင်တာကိုဖွင့်ဖို့တော့ကတော်တော်လေးကိုခက်ခဲနေသေးတယ်။ပြီးအဲ့နောက်မှာအမဲ idea တွေကတော့ထပ်ပြီးတော့ကစားကောင်တွေခေါ်လာမယ်။အနေထားအရတော့ပြောမယ်ဆိုလို့ဆိုရင်တော့တော်တော်လေးကိုရှုပ်ထွေးတဲ့အနေထားဖြစ်တယ်။တော်တော်လေးရှုပ်ထွေးတဲ့ line တွေဖြစ်တယ်ပေါ့နော်။တော်တော်လေးကိုခရုစိုက်ပြီးတော့ကစားအောင်ဖြစ်ပါတယ်။ဒါပေမဲ့အမဲကနေ open နဲ့မှနှိမ့်လာဆိုရင်မနှိမ့်ပါဘူး။ဒီလိုပုံစံနဲ့လည်းကစားလို့ရတယ်။အခုနကကျွန်တော်ပြတဲ့ဒီ idea လေးနဲ့ကစားခြင်းနဲ့ဆိုလည်းကစားလို့ရတယ်။ဒါကတော့ကိုကွမ်းမြောက်မှာအဲ့ဒါအဖြူကနေပြီးတော့ပစ်ချက်ဒီ3ရွှေလောက်ဆိုရင်ကျွန်တော်တုံ့ပြန်လို့ရမယ့် line တွေဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ ဒီတစ်ခါကျတော့ကျွန်တော်ဒီမှာအဲပြန်ကြည့်မယ်ပေါ့နော် knight f3 မှာ b6 လာမယ် b6 မှာ bishop b5 ချက်မယ်ဆိုရင်ကျွန်တော် bishop d7 ကာမယ်ဒီတစ်ခါကျတော့ကျွန်တော်တို့အဖြူကနေပြီးတော့ a4 တက်မယ်ဆိုပါသူဒီအဖြူရဲ့ a4 ကကျတော့စိတ်ဝင်စားဖို့ကောင်းတယ်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကအခုနကကျွန်တော်ပြောတယ်အခုနကကျွန်တော် bishop d3 သွားချိန်မှာ bishop a4 နဲ့ a3 ပွန် a4 မတက်နိုင်အောင်တားတယ်အဲ့ဒါကိုဒီတစ်ခါကျတော့အဖြူကကျတော့ तू က bishop ကို retire ကိုနေကမရမကထုတ်မယ်ဆိုတဲ့အတွေးနဲ့ ဟိုဒီ A3 ပုံးလေး A4 တက်ထားတဲ့ bishop ကိုပြန်ပြီး supporting လုပ်ထားတယ်အဲ့ခါကျရင်လည်းကျွန်တော်တို့အမေရနေပြီးတော့ဘယ်လိုကစားရမလဲဆိုတော့ bishop တွေ B5 စားမယ်ပြီးရင်ဒေါ် A3 B5 ပြန်စားမယ် A3 B5 စားအချိန်မှာကျွန်တော်တို့ဘာထပ်လုပ်မလဲဆိုရင် queen D7 လေးလုပ်မယ်ဒီ B5 ကပုံးလေးကိုချိန်ရမယ်တကယ်လို့ queen E2 နဲ့ပြန်ကယ်မယ်ဆိုရင်လည်းကျွန်တော်တို့ကဒီ queen နဲ့ပုံးနဲ့လမ်းကြောင်းကို C4 ဆိုပြီးတော့ပိတ်လိုက်မယ်ပြရတဲ့အခါကျတော့ဒီနောက်လည်းကြောင်းစီဒီပုံးကိုစားမယ်အဲ့မှာ तू ကအကယ်၍ ruby 1နဲ့ပြန်ပြီးတော့ကယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က a6 ဆိုပြီးတော့လောက်ထားမယ် ် ASICS မှာသူက BDIC ASICS ဆိုရင်ကျွန်တော် Rootate ASICS လေးစားလိုက်လို့ဆိုရင်အဆင်ပြေပါတယ်ဒါဆိုဒီမှာကျကျွန်တော်တို့ဘလုံး idea နဲ့ကစားလို့ရတယ်ဆိုတော့ဆင်ဟိုအမဲရနေပြီးတော့အဲ queen a7 တွေလာမယ်ပြီးရင်ဒီ a2 ပွန်းလေးဖြည့်မယ်ပေါ့နော်အဲ့ဒီပွန်းလေးဖြည့်မယ်ပြီးရင်ကျွန်တော်ဒီညရဲ့ဟိုဒီ king side ကိုကစင်းမလုပ်ဘူးနော်အဲ့ဒါသတိထားစန်တာကလော့စ်ဖြည့်နေရကျွန်တော်တို့ queen a7 ကိုကစင်းမလုပ်ဘူးနော်အဲ့ဒါသတိထားစန်တာကလော့စ်ဖြည့်နေရကျွန်တော်တို့ဟို king side ကိုကစင်းမလုပ်ဘူးနော်အဲ့ဒါသတိထားစန်တာကလော့စ်ဖြည့်နေရကျွန်တော်တို့ဟို king side ကိုကစင်းမလုပ်ဘူးဒီစန်တာမှာနေနေလို့ရတယ် ဲဒီမှာကျကျွန်တော်ဘယ်လိုဘယ်လို idea နဲ့ကစားမလဲဆိုရင် a few ကလည်းကျွန်တော်တို့ h4 တွေ h5 တွေတက်လာမယ်အဲ့ခါကျကျွန်တော် h4 လေးနဲ့တားထားမယ်ပေါ့နော်အဲပြီးရင်တော့နောက်နောက်မှာ g4 တွေ night h night h4 တွေအဲပြီးရင် g5 တွေတက်နေတက်မယ်ဒါမှမဟုတ် queen g4 ပဲလေ line နဲ့လာပြီးတော့ဒီ g7 pawn တွေကို pressure ပေးပြီးကစားတာမျိုးလည်းအဲရှိတယ်ပေါ့ဒီလိုပုံစံနဲ့ကစားအမဲရလည်း blue idea နဲ့ကစားရတယ်ဆိုအမဲရလည်း queen a7 သွားမယ်ပြီးရင် rook a2 သွားမယ်အဲပြီးတော့ဆက်ကြအဲ့နောက်မှာ အဲ night တွေပါလေ develop လုပ်မယ် night night c6 night bc6 ပေါ့ night bc6 လာမယ်ပြီးကျွန်တော် b4 တွေ b5 တွေအာ sorry b5 တွေ b4 တွေတက်ပြီးတော့ဒီပွန်တွေကိုခွဲမယ်ပြီးကျွန်တော်ဒီ c2 ပွန်လေး y မြတ်တိုက်မယ်လိုရလာလို့ဆိုရင် queen a4 တွေပါတွားမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော် king လေးကိုကြောက်ဘယ်မှာထားမလဲကျွန်တော် king d8 ပြီး king c7 လေးထားထားလိုက်မယ်အဲ့ဒါဆိုရင်တော်တော်လေးကိုအမေရနေပြီးတော့အဲဒါ opening မှာတော်တော်အဆင်ပြေသွားပြီလို့ပြောလို့ရတယ်ကောင်းကောင်းကစားလို့ရတယ်ပေါ့နော်အဲဒါတော့ဆိုရင်တော့ ဟိုအပြည့်ပြေးပေါ့နော်ဒီလောက်ဆိုရင်တော့အဖြူကနေပြီးတော့9ကွက်မြောက်မှာ main move အနေနဲ့ night of 3ရွှေ့လာလို့ဆိုရင်ကျွန်တော်ဘယ်လိုမျိုးသုံးပြရမလဲဆိုတာကိုနားလည်လောက်ပြီးထင်ပါတယ်ဟုတ်ပါပြီအဲ့တော့ကျွန်တော်ရဲ့ဒီနေ့ဒီဗီလေးကတော့ဒီလောက်ပါပဲဒီဗီနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာသိညာချိုးစင်တယ်ကွန်မန့်လေးမှာမေးမြန်းကြလို့ရပါတယ်အဲကျွန်တော်ဒီဗီလေးကိုအစားဆုံးလာရအောင်အပေးကြတဲ့တရားရှင်တွေကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ